အဲဒီရှေ့မှာဒါတိုက်တိုက်ဆိုင်ဆိုင်ကိုတို့ဖိုးကောက်မှာလဲနေမျိုးအောင်ဟောကိုရောဆုံးတယ်အဲအဲ့ဒီကားမှာဆိုရင်ကိုရောမှခုနနောက်နေသေးတယ်နေမျိုးအောင်တကယ်ချင်းလို့အဲ့ကားမှာတကယ်ချင်းယူလိုက်လို့အကယ်ဒမီဒီကားမှာကိုယူမယ်လို့မဲခွဲတန်းချတယ်နေမျိုးအောင်လို့ဆိုတာကိုတို့တွေဇကားပေါ့ဗီဒီယိုခစ်တုန်းကကျတော့ရက်ချိတ်ပဲလေရက်ချိတ်ကြတယ်ကိုတို့တွေအစည်းအုံကိုသွားချိတ်တယ်ကြည့်ပြီဆိုရင်အဲ့လိုပေါ့ဟာဟိုလူကားတွေ့ရှောင်းอ่ะဒီလူကားတွေ့ရှောင်းอ่ะအဲ့လိုပေါ့တရက်ထဲမှာနှစ်ကားရှိတယ်ဒါနေမျိုးအောင်ဆိုလဲရှောင်းပေါ့နော်အဲဒါနေမျိုးအောင်ကိုရှောင်းခဲ့ရတဲ့ ပဲကိုအားကြခဲ့ရတဲ့သဘောကမင်းသားထဲမှာပါတယ်။ကျုံရင်ကဘဲမာကြီးဥစားဥတဲ့နေမလို့အရက်တောက်တာဗျာ။အထိမ့်မနဲ့တောက်တာ။ဩဒီကားမှမဟုတ်ပါဘူးရှိမှဆိုလဲအဲ့လိုပဲနာမည်လေးထိုးဖို့ပြောတော့မဟုတ်ဘူးနေမျိုးအောင်နာမည်ရှိရထိုးပါတကယ်ကိုကိုရန်ကဒါကြည်ကြည်နဲ့နဲ့ဘာလို့ဆိုကိုကိုရန်ကလည်းဒါသူ့လောက်ကိုမအောင်မြင်ဘူးလို့ကိုခံယူထားတာ။အဲ့ဒါကို तू ကလည်းအဲကိုလေးစားရတဲ့အချက်တွေရှိတယ်။ပတ်စံများများရတဲ့ဒီလို့ကြတော့နေမလို့ချင်ဘူး။ ဟေကြီးဟန်ကြီးနဲ့နှစ်ပဲ၆ပြားရတဲ့အလို့ကြောင့်သွားလို့နေအဲဒီဇကားလေးကိုပြောပြပါအောင်ဆိုတော့ဒီဇကားလေးကတော့ဟိုပွင့်လင်းပြောရင်တော့ဒါအဲ top secret ပေါ့နော်ဟိုကိုတို့တွေပါဝင်တယ်အဓိကတော့တခါမှမမြင်မှုတဲ့ဇက်ကောင်ဟိုမြင်ရမယ်အဲနေတူရောကိုရော နေမျိုးအောင်ဟောပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဟိုအဲ့လောက်ကလေးပဲလောလောဆယ်တော့ဟိုပြောဖို့ ်ဒါဒီဒီကားကိုတာဝန်ရှိတဲ့စီစဉ်သူတွေကကိုတို့မှာထားတာပေါ့နော်အဲတော်တော်လေးတော့ထူးထူးခြားခြားဖြစ်မယ်အားလုံးလည်းကိုတို့တွေဒါဆိုတလားလောက်ဂျူပြီးတော့ကိုတို့ပြင်ဆင်ကြတာပေါ့နော်အခက်အခဲမရှိအောင်လိုက်လံဆောင်ရှောက်တော့ရှင်သာရိပုဂ္ဂလရှင်မောက်ကလရှင်မကတဘရှင်သူရန်ဒါရှင်မြတ်တို့ဗျာဟောကိုတို့လည်းမျှော်လင့်ပါတယ်ကိုတို့အဓိကတော့ညီမလေးရဲ့အဲအကယ်ဒမီဆိုတာထက်ကိုတို့တွေအကောင်းဆုံးကြိုးစားကြမယ်ပေါ့ဥမာဒီကားဆိုရင်ဒါနေတိုးကိုကိုတို့တွေလည်းဟို ဘယ်လိုခေါ်မလဲနေတို့ရဲ့ character လည်းအရန်ထူးထူးခြားတယ်အဲနေတို့ကိုလည်းကိုတို့ဒီကားနဲ့ academy ရစီကျင်နေပေါ့နော်အားလုံးကလည်းဝိုင်းပြီးတော့ဆူတောင်းကြတယ်အဲအားလုံးထင်ကြတယ်အဲ့ပုံမှာလည်းသူ့ရဲ့ကြိုးစားမှုကတော့အားလုံးသိပြီးသားပဲတကားဆိုတကားသူလည်းပြင်းပြမြောက်လုပ်တယ်အဲ့ပုံမှာအာကိုတို့ကလည်းသူ့ကိုအကောင်းဆုံးဇတ်ဖို့ပြီးတော့ဒါကိုတို့လည်း academy ရအောင်ကြိုးစားမယ်ပေါ့နော်အမှန်မဟုတ်မသိရသေးဘူးမဟုတ်ဘူးလေညီမလေးညီမလေးကခုနကကိုပြောတယ်လေ top secret လို့ပြောထားတယ်လေအဲ့လိုမျိုးသူကအားလုံးက အဲသူတို့ဒီຢာကနည်းနည်းလေးဟိုအစီအစဉ်တော်တော်လေးကောင်းတယ်အဲ plan လေးอ่ะလေသူတို့ဘယ်အချိန်မှာဘာလေးလုပ်မယ်ဘယ်အချိန်မှာဘာလေးလုပ်မယ်အဲ့လိုမျိုးလေးပေါ့ step by step လေးသွားမှာဆိုတော့အဲအဲ့ဒါကြောင့်ကိုတို့လည်းဟိုခုနပြောသလိုပေါ့ဟိုအားလုံးစီကန်းတော့မှကိုတို့တွေ group group ထဲမှာတော့စီကန်းချက်တွေနဲ့သွားတာလေအဲ့လိုလေးဆိုတော့ကောင်းတယ်လေဒါလေးကကြတော့ဟိုစောစောစီစီအဲစပြီးတော့ကိုတို့တွေကိုဒီဇက်ကောင်စီရဲ့အတွက်ကိုကိုတို့ကန်လန့်တယ်ကန်လန့်တယ်ကိုတို့ဇက်ဇက်လန်းကိုမေးတယ်ပြီးတော့ serial ဖတ်တယ် โอเคပြီလက်ခံလိုက်ပြီဆိုကြတဲ့ကအဲဒီကတော့ပဲမတိုင်ခင်ပေါ့နော်အဲကိုတို့တွေဒီ deal ပေါ့နော်တယောက်နဲ့တစ်ဖက်နဲ့တစ်ဖက်နဲ့စီကန်းချက်တွေကိုတို့တွေဟိုဖြစ်တာပေါ့နော်အဲ့ဒါလေးတခုကတော်တော်လေးစနစ်ကြတယ်ကိုတို့ကြိုက်တယ်ပေါ့ဒါတွေကဟိုပြောချင်တာကလုတ်ပြီးမှပြောတာထက်ဒီမလုတ်ခင်မှာတည်းကကြိုတင်ပြင်ဆင်ထားတဲ့ plan တွေကိုတွေ့ရတော့ကိုတို့ဂျင်းနေပါတယ်ဟုတ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 ်အများတဲ့ကိုတို့ကလည်းကိုတို့အခုဒါတကယ်ချင်းနေမျိုးအောင်လို့ကကိုတို့တွေကဒါတကယ်ကိုအဓိကဇက်ဖို့နေရာတွေပဲကိုတို့တွေကဟို ီတာဝန်ယူပြီးတော့အကောင်းဆုံးကိုရစူးစမ်းနေကြတဲ့ဒါတင်ငယ်ချင်းတွေပေါ့နော်အဒါကတော့တကယ်ကို heavy drama ပေါ့တကယ် drama စစ်စစ်ကိုတွေ့ရ drama စစ်စစ်ကိုစစ်စစ်ကိုတွေ့ရမယ် SD တော့ပါကုန်စစ်စစ်တွေပါဖြစ်ကုန်နဲ့မှန်တယ်မှန်တယ်ကိုကုနာပြောသလိုပါပဲညီမလေးရေကိုတို့လည်းအတူယူရတာပေါ့နော်အဲနောက်တစ်ချိန်မှာကိုတို့လည်းအဲကိုတို့ဒီကိုတို့ရမ်းချစ်ပြီးတော့ရမ်းတံမိုးထားတဲ့ဒီအမှုပညာနဲ့ကိုတို့ကအသက်မွေးဝမ်းကြောင်းပြုဖို့စဉ်းစားထားတယ်ကိုတို့လည်း အဲ producer မလုပ်ဘူးလို့လည်းမပြောနိုင်ဘူးကိုတို့လုပ်တဲ့အချိန်ကျရင်ဒီကောင်းတဲ့စနစ်ကလေးတွေယူရမှာပေါ့ယူရမှာပေါ့ကိုဆိုရင်ဒီအဲ့ဒီဒီစီကန်းချက်ကလေးတွေဆိုရင်ကိုဒါလုံးဝတိတ်အောင်တိတ်ထားတယ်အဲအဲ့လိုမျိုးလေးပေါ့ဒါလေးတွေအရင်ကောင်းတယ်ဟိုဆိုလိုတာရိုက်တော့မှဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုတာထက်ပေါ့နော်ဟိုဒါအတွေ့အကြုံများတယ်အဲနောက်ပြီးတော့အဓိကတော့စီစဉ်သူပေါ့နော်ဥဆွေတို့ဆိုတာကဒါကိုငယ်လေးတို့ဆိုတာလည်းဒီလောကထဲမှာဒါကိုတို့ အသက်လောက်နီးနီးကိုသူတို့တွေအထွေကြုံရှိနေတဲ့သူတွေဖြစ်တဲ့အတွက်အဲသူတို့တွေရဲ့ idea တွေလည်းပါမှာပေါ့နော်ဒါတွေကကောင်းတဲ့အဲဒီအပြုအမူတွေအမူအကျင့်တွေဖြစ်တဲ့အတွက်ကိုတို့ကတော့တကယ်ကိုလိုက်နာတယ်လေးလေးလေးစားပါတယ်လောက်အောင်ပါတေးကြတယ်တေးကြတယ်ကိုတို့ကအဲ့ဒါကြောင့်ညီမလေးကိုပြောသလိုပေါ့ကိုကဒီမတိုင်ခင်မှာဟိုကကိုတို့လေးလာစရာရှိတာတွေကိုကိုတို့လေးလာနေတယ်ရှာဖွေနေတယ်ပြီးတော့တွေ့ရမယ်အဲသူတွေနဲ့ကိုတို့တွေ့ရမယ်အပြင်ဇက်ကောင်တွေပေါ့နော်ကိုအကိုပေါ့အဲအဓိကတော့တခြားလူတွေဘယ်လိုပြင်ဆင်လဲတော့မသိဘူး ကိုအတွက်ကလည်းကိုနဲ့အဲကိုလောက်ရမဲ့ဇက်ကောင်အတွက်ကိုကိုတေချာတွေ့မယ်ပြင်ဆင်မယ်အဲလိုမျိုးလေးပေါ့ပြီးတော့လည်းတကယ်ညီမလေးတို့တွေကိုဒါချပြလို့ရမယ့်အချိန်ကျရင်ကိုမှဒီဗီဒီယိုရက်ကော့ဒီဓာတ်ပုံရက်ကော့ဒီနဲ့ကိုချပြပါမယ်အဲဒီရှိမှာဒါတိုက်တိုက်ဆိုင်ဆိုင်ကိုတို့ဖိုးကောက်မှာလဲနေမျိုးအောင်ဟောကိုရောဆုံးတယ်အဲနေတို့ပဲအဲ့ဒါတော့ပုံပုံမော့အဲမင်းမင်းပုံပုံမော့နော်အဲအဲ့ဒါဆိုလဲအ အဲ့ဒီကားမှာဆိုရင်ကိုရောမကခုနအောင်နေသေးရနေမျိုးအောင်တကယ်ချင်းလို့အဲ့ကားမှာတကယ်ချင်းယူလိုက်လို့အကယ်ဒမီဒီကားမှာကိုယူမယ်လို့မဲခွဲတန်းချတယ်အဲ့ဒီလိုပါပဲကိုရောကတွေ့ရင်ဒီလိုပဲစကြနောက်ကြနေတာပါဒါကိုကတော့ဟိုဘယ်လိုခေါ်မလဲအကောင်းဆုံးပဲကိုရောတွေအမြဲကြိုးစားတာပေါ့နော်ဟိုဘာဖြစ်ဖြစ်နေမျိုးအောင်ဆိုတာကလည်းတကယ်ဆိုရင်နေမျိုးအောင်ကိုထက်အသက်နည်းနည်းကြီးတယ်အဲကိုထက် အဲအနုပညာလောကတွေခုနကတော့ကိုတို့ပြောပြသေးတယ်နေမင်းအောင်ဆိုကိုတို့အတွေ့အတိုင်းပြောတယ်ဒါငါတို့ရဲ့တဘာကြီးတွေပေါ့နော်ဒါပေမဲ့ကိုကသာအရင်ဆုံးရောက်တာပါကိုကကုကုကိုခံယူထားတာကဘယ်လိုလဲဆိုတော့နေမင်းအောင်ဒီအဲကိုထက်အနုပညာလောကတွေကိုဝင်တာနောက်ကြပြင်မဲ့တကယ်ဗီဒီယိုခစ်မှာကတော့အဲကိုဒီအဲဗီဒီယိုဈေးကွက်ဝင်တဲ့မင်းသားမဖြစ်ခဲ့ဘူးကိုတော်တော်ကြိုးစားခဲ့တယ်ဒါနေမင်းအောင်လို့ဆိုတာကိုတို့တွေဇက်ကားပေါ့ဗီဒီယိုခစ်တုန်းကကြတော့ရက်ချိတ်ပဲလေရက်ချိတ်ကြတယ်ကိုတို့တွေအစည်းအုံးကိုသွားချိတ်တယ် ဖြစ်ပြီဆိုရင်အဲ့လိုပေါ့ဟာဟိုလူကားတွေ့ရှောင်းကဒီလူကားတွေ့ရှောင်းကအဲ့လိုပေါ့တရက်ထဲမှာနှစ်ကားချက်ဒါနေမျိုးအောင်ဆိုလဲရှောင်းပေါ့နော်အဲဒါနေမျိုးအောင်ကိုရှောင်းခဲ့ရတဲ့ဘယ်ကိုအားကြခဲ့ရတဲ့တဘာဝမင်းသားထဲမှာပါတယ်ကျုံရင်ကဘဲမကြီးဥစဥတဲ့နေမလို့အရက်တော့တာဗျအထိမ့်မနဲ့တော့တာဟောတကယ်ချင်းဆိုပေမဲ့ပေါ့အားကြောင့်တချို့တွေဆိုရင်ဒီကားမှမဟုတ်ပါဘူးရှေ့မှာဆိုလဲအဲ့လိုပဲ နာမည်လေးထိုးဖို့ပြောတော့မဟုတ်ဘူးနေမျိုးအောင်နာမည်ရှိရထိုးပါတကယ်ကိုကိုရန်ကဒါကြီးကြီးနဲ့နဲ့ဟောဆိုကိုကိုရန်ကလည်းဒါသူ့လောက်ကိုမအောင်မြင်ဘူးလို့ကိုခံယူထားအောင်အဲဒါကို तू ကလည်းအဲကိုလေးစားရတဲ့အချက်တွေရှိတယ်အဲတကယ်နံပါတ်1ကတော့ तू တဘာဝကြတာပေါ့လေနော်တကယ်တမ်းကတရုတ်ဆောင်ဆိုတာတဘာဝကြတာအရန်ကောင်းတာပေါ့အဲ့လိုမျိုးဆိုတော့တချို့အထူးယူရတဲ့ဟာတွေရှိရဲဆိုတော့ကိုက तू တငယ်ချင်းကတော့ချစ်ပြီးသားပဲ